ချစ်တော်တော်ရရှိဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တည်လေးဖြစ်ပါစေယခုလိုမင်္ဂလာရှိတဲ့နေ့ရက်တည်တစ်ဖက်မှာတင်းတို့အားလုံးတွေကောင်းမြတ်တော်မူတဲ့ဖရာသခင်ရဲ့စုကျေးဇူးကောင်းကြီးမင်္ဂလာကိုယနေ့ကျွန်တော်အားလုံးပြန်လည်ခံစားနေရတယ်အဲ့ဒီတော့ကျွန်တော်အားလုံးဘာလို့မလဲဝမ်းမြောက်ကြရအောင်ဒါကြောင့်ဖရာပေးတဲ့စုကျေးဇူးကောင်းကြီးမင်္ဂလာသည်အလုံးမပြင်ကြီးမြတ်တယ်အဲ့ဒီကြီးမြတ်တယ်မူတဲ့စုကျေးဇူးကောင်းချီးမင်္ဂလာအားလုံးပါလို့ရှင်ကျွန်တော်အားလုံးတကယ်ပဲကျွန်တော်ကိုယ်တိုင်ကခံစားနေရတယ်ဒီတော့ကျွန်တော်အားလုံးပါလို့ရှင် စိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပြီးတော့တကယ်ပဲဖရာရဲ့ကုံတော်နာမတော်ကိုအာရပါရချီးမွမ်းပြီးတော့ယနေ့နေ့ရက်တစ်ကိုစတင်ကြရအောင်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်တာ၍ကြီးမြတ်သောမေတ္တာတာ၍ကြီးမြတ်သောမေတ္တာပိုင်ရှင်နော်တာ၍ကြီးမြတ်သောမေတ္တာပိုင်ရှင်ကဘာသူဖြစ်မလဲဒီနေ့တမန်ကျမ်းစာထဲမှာဆိုရှင်အတိလင်းဖော်ပြထားတယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖရာသခင်ကဆိုရှင်ယနေ့ကျွန်တော်အားလုံးလူသားတွေချစ်ချင်းတဲ့ဘယ်ယာနဲ့မှနှိုင်းလို့မရတဲ့မေတ္တာနဲ့ ကျွန်တော်တို့ကိုချစ်ခဲ့တာဖြစ်တယ်။ဒီနေ့ဖရာသခင်အားလို့ချင်းပြီးခဲ့တဲ့ရက်ကပြောခဲ့ပြီးတပါးဒီတော့သားတော်ကိုစွန့်တော်မူတည်တယ်ကိုဖရာကတင့်ကိုချစ်တယ်ကျွန်တော်ကိုချစ်တာဖြစ်တယ်။ဒါပေမဲ့ကလည်းဖရာသခင်အားလို့ချင်းကျွန်တော်ကျမကိုချစ်တဲ့အတွက်ကြောင့်ကားတဲ့ပေါ်မှာအသေးခံသိတိုင်အောင်လောကီသားအားလုံးအတွက်သူအားလို့ချင်းပေးဆက်ခဲ့တဲ့မေတ္တာနဲ့ကျွန်တော်ပေါ်မှာချစ်ခဲ့တာဖြစ်တယ်။အဲ့ဒီဘုရားသခင်အားလို့ချင်းတကယ်ကောင်းမြတ်ဆုံးနေတဲ့မေတ္တာနဲ့ယနေ့လောကီသူလောကီသားအားလုံးကိုဘုရားကချစ်တယ်။အဲ့ဒီတော့ကြောင့်ဒီနေ့လောကီသူလောကီသားအားလုံးကလည်းပဲ ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုခံစားရတဲ့အခါမှာယနေ့ချစ်တဲ့မိစေပေါင်းတို့သင်ဘယ်သူ့ကိုကိုးကွယ်ကြမလဲဘယ်ဖခင်ကိုကျွန်တော်ချီးမွမ်းကြမလဲဒီနေ့ကျွန်တော်အားလုံးကဖခင်ရဲ့ကိုမျက်မှောက်ပြုပြီးတော့ဖခင်သခင်ကိုစိတ်နှလုံးတွင်းမဲ့နဲ့ယုံကြည်ကိုးစားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒါချစ်တဲ့မိစေပေါင်းတို့ရှောခရစ်ရဲ့ပထမဆောင်ခန်းကြီး၄ပိုင်းငယ်၈ကိုကြည့်တဲ့အခါမှာချစ်ချင်းမရှိတော်သူတွေဖခင်သခင်ကိုမသိအကြောင်းမူကဖခင်သခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏တဲ့ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ချစ်ချင်းမရှိတဲ့သူကတော့ဖခင်ကိုသိမှာမဟုတ်ဘူးတဲ့ အိမ်တော်မှာဆိုရှင်ချစ်ချင်းမေတ္တာမရှိဘူးအိမ်တော်မှာပဲဖြစ်ဖြစ်ကျွန်တော်ငွေချင်းပေါင်းတဲ့နေထဲမှာလည်းပဲချစ်ချင်းမေတ္တာမရှိကြဘူးဒါမှမဟုတ်ကမဲ့ကျွန်တော်နေတဲ့ရက်ွက်တယ်မှာလည်းပဲချစ်ချင်းမေတ္တာမရှိကြဘူးတယောက်နဲ့တယောက်သွေးကွဲနေကြမယ်တယောက်နဲ့တယောက်ဆိုရှင်ကွဲလွဲနေကြမယ်တယောက်နဲ့တယောက်ပေါ်မှာဆိုရှင်စာနာထောက်ထားခြင်းမရှိကြဘူးရက်လုံးမုံပွားမှုတွေများပြားနေကြမယ်ဆိုရင်ယနေ့အဲ့ဒီနေရာမှာကျွန်တော်နေလို့ပျော်မလားချစ်တဲ့မိစေပေါင်းတို့အဲ့ဒီရက်ွက်မှာကျွန်တော်အားလုံးနေထိုင်လို့ပျော်ချွေပါမလား ီတော့ဒီနေ့ကျွန်တော်ညအသက်တာမလို့ရှင်မေတ္တာတရားကင်းမဲ့တဲ့နေရာဆိုလို့ရှင်ကျွန်တော်အားလုံးအတွက်စိတ်ပျက်စရာကောင်းနေမယ်ကျွန်တော်အားလုံးရဲ့အသက်တာတွေမွန်းကျက်နေလိမ့်မယ်ကျွန်တော်အားလုံးရဲ့အသက်တာမလို့ရှင်လုံးဝဆိုရှင်စိတ်မဖြောင့်ပဲနဲ့ဘယ်ကိုပဲသွားသွားကျွန်တော်အားလုံးဆိုရှင်စိုးရိမ်စိတ်တွေရှိနေကြလိမ့်မယ်ချစ်တဲ့မိတ်ဆွေပေါ့နော်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမလို့ရှင်ဖရားတရားရှိတဲ့အသက်တာမှချစ်ချင်းမေတ္တာပေါက်ပွားနိုင်မှာဖြစ်တယ်ဖရားတရားနဲ့ကျွန်တော်အသက်ရှင်ဖို့ရတဲ့အလွန်မပင်ရည်ကြီးပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာတွေဘာကြောင့်ဟော မိသားစုတွေဘာကြောင့်စိတ်မသာညှိပွားညှိတွားမှုတွေဖြစ်နေကြတာလဲမိသားစုတွေဘာကြောင့်စိုးရိမ်ကြောက်ကြမှုတွေများပြားနေကြတာလဲဘာကြောင့်ဒီနေ့ကျွန်တော်ရဲ့ကဘာကြီးရလို့ရှိရင်ပူလောင်မှုတွေများပြားလာတာလဲအဓိကအရေးကြီးတဲ့အချက်ကတော့ရှိရင်ကျွန်တော်ရဲ့အသက်တာရှင်သန်သွားလာလှုပ်ရှားတဲ့အချိန်တော်တွင်းမှာကျွန်တော်တို့မှာဘာပြောင်းနေလို့လဲဖျားပြောင်းနေလို့ဖြစ်တယ်နော်ကျွန်တော်တို့မှာတော့ရှင်ဥထိပ်ပံပြီးတော့တကယ်ပဲပထမနေရာမှာ ထားရမယ်ဥစားပေးနေရာမှာထားရမယ် ဖယားကကျွန်တော် လုံးဝပျောက်နေတဲ့အတွက်ကြောင့်ယနေ့ကဘာကြီးကိုကြည့်လိုက်နေရာနဲ့အမျှတို့ရှင်တော့လုံးဝမငိမ့်ချမ်းမငိမ့်တက်ကြတော့ဘူးလူတွေအားလုံးကတော့ရှင်လည်းပဲတောကတွေကြားထဲမှာပူလောင်မှုတွေကြားထဲမှာဒုက္ခတွေကြားထဲမှာငိုကြွေးမှုတွေကြားထဲမှာစသည်အားဖြင့်စိုးရင်ထိတ်လန့်မှုတွေကြားထဲမှာကြောက်လန့်မှုတွေကြားထဲမှာလူတွေအားလုံးကရင်ဆိုင်နေကြရပြီဘာကြောင့်လဲဒီချင်းကြလေးရင်ဆိုင်နေရတာလဲအဓိကကျွန်တော်ဖယားပျောက်နေကြတဲ့အတွက်ကြောင့်ဖြစ်တယ်နိုင်ငံတိုင်းမှာဖယားပျောက်နေကြတယ် ဖျားပြောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီဘာသာတရားလည်းပဲလုံးဝဒီပျောက်သွားပြီးတော့ဘာသာတရားပဲရှိတယ်။ဒါပေမဲ့ဖျားပြောက်နေတယ်ဘာသာတရားပဲရှိတဲ့အတွက်ကြောင့်အားလုံးကပျော်ရွှင်နိုင်ပါမလား။ချစ်တဲ့မိစေပေါ့တို့။ဒါနဲ့ကျွန်တော်ညာတက်တာမလို့ရှိရင်ဖျားသခင်ကချစ်ချင်းမေတ္တာရှင်ဖျားဖြစ်တယ်။ချစ်ချင်းမေတ္တာရှင်ဖရာသခင်ကိုခိုလုံမယ်ကိုးစားမယ်ယုံကြည်မယ်ဖရာနဲ့တရားနဲ့ကျွန်တော်အသက်ရှင်မှသာလျှင်ကျွန်တော်ကဖရာသည့်တရားသည့်ရှိနေမြဲတဲ့အခါမှာ ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဘယ်အရာတွေများဆုံးယုံဆရာရှိအောင်မလဲကျွန်တော်အားလုံးပေါ်မှာစာနာတတ်မယ်အားလုံးပေါ်မှာဆိုရှင်ငဲ့ညာတတ်မယ်အားလုံးပေါ်မှာဆိုရှင်ကျွန်တော်ကအကူညီတတ်လာမယ်ဖေးမတတ်လာမယ်အားလုံးကိုညီအကိုမောင်မတ်တပွဲလို့ကျွန်တော်အားလုံးရဲ့စိတ်နှလုံးသားဆိုရှင်လိုက်လိုက်လဲလဲနဲ့ချစ်တတ်လာမယ်သူတို့ကိုလည်းပဲပြုစုရလာမယ်ပြိုးထောင်တတ်လာမယ်ဒါဆိုရင်ကျွန်တော်အားလုံးရဲ့လူပေါင်းလောကကြီးမှာဘလောက်ပျော်စရာကောင်းမလဲ ောက်နဲ့တယောက်ညိုညင်စရာလည်းအကြောင်းမရှိဘူးတယောက်နဲ့တယောက်စိတ်ဆိုးစရာလည်းအကြောင်းမရှိဘူးဒေါသထွက်စရာလည်းအကြောင်းမရှိဘူးတယောက်ပေါ်တယောက်ပေါ်မှာလည်းဆီလို့ရှိရင်လည်းပဲနှိမ့်ချစရာလည်းအကြောင်းမရှိတော့ဘူးဒါကြောင့်ဒီနေ့ချစ်တဲ့မိစေပေါ့တော့ဖရားသခင်ကကျွန်တော်ပေါ်မှာချစ်တဲ့မေတ္တာကျွန်တော်ကိုနှိမ့်ချဖို့နှိမ့်ချတော့ဖို့ဖရားကဆိုရှင်ကျွန်တော်ကိုမေတ္တာပေးထားတာမဟုတ်ဘူးဖရားသခင်ကကျွန်တော်အလုံးကိုချစ်တဲ့ခါမှာဆိုရှင်ကျွန်တော်ကိုလည်းပဲတယောက်နဲ့တယောက်ပေါ်မှာဖရားကချစ်တတ်ဖို့ပဲမိမ့်မာခဲ့တာတွေ့ရလိမ့်မယ်ဒါဒီနေ့ကျွန်တော်ရဲ့တတ္တမှာချစ်ချင်းမရှိတော့သူဒီဖရားသခင်ကိုမသိဘူးတဲ့ ဒါနေ့ကျွန်တော်ဖျားမသိတရားမသိဘဝတတာနဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့အသက်ရှင်ကြမလားတင်းရဲ့ဘဝတတာမလို့ရှင်တဘဝတာအတွက်ငြိမ်းချမ်းခြင်းနဲ့တဘဝတာအတွက်ပျော်ရွှင်ခြင်းနဲ့တဘဝတာအတွက်ဝမ်းမြောက်ခြင်းနဲ့တဘဝတာအတွက်အောင်းမြင်ခြင်းနဲ့ဆိုဘာလို့ကြမလဲဖျားသိတရားသိအသက်တာနဲ့ယနေ့ကျွန်တော်အားလုံးကဆိုရှင်အသက်တာကိုရှင်သန်ဖို့ရန်အတွက်အလုံးမပင်ကြီးကြီးပါတယ် ဒါချစ်တက်မိစေပေါ့တို့ရှွမ်းခိုင်ရေ15ပိုင်းနဲ့73ကိုကြည့်တဲ့ခါမှာတို့ရှင်ငါပညာဟုမဟုမူကငါဒီတင်တို့ကိုချစ်တည်နေတူတင်တို့ဒီအချင်းချင်းချစ်ကြလောတဲ့ဒီနေ့ဖရာသခင်မိတ်မာတဲ့ဇကားကရိုးရိုးလေးပဲနော်ဖရာသခင်ကဆိုဖရာကကျွန်တော်တို့ကိုချစ်တယ်ဖရာကကျွန်တော်တို့ကိုချစ်တယ်လို့ပဲဖရာသခင်ကလည်းပဲကျွန်တော်တို့ကိုဘာမှားထားတာလဲအချင်းချင်းတွေကိုဘာလို့ရမလဲချစ်ပါတဲ့အချင်းချင်းတွေကိုကူညီကြပါအချင်းချင်းတွေပေါ်မှာ ရိုင်းမင်းကြပါ အချင်းချင်းတို့ပေါ်မှာဆိုရှင်အမြဲတမ်းပဲအားငယ်တဲ့ခါမှာလက်တွဲပေးပါနော်အားပေးပေးပါနှစ်နှစ်သိပ်ပေးပါလို့ဘုရားကမိန့်မာတာဖြစ်တယ်တယောက်နဲ့တယောက်ပေါ်မှာဆိုရှင်ဘုရားကစာနာထောက်ထားတတ်တဲ့စိတ်နဲ့သဘောထားလေးပဲဘုရားကကျွန်ုပ်ကိုမွေးမြူစေချင်တာဖြစ်တယ်ကိုတော်ကကျွန်တော်ပေါ်မှာဘလို့စာနာတယ်ကျွန်တော်ရောက်ရှိနေတဲ့ဒီဒုက္ခပုံကျွန်တော်ရဲ့ဆုံးရှုံးခဲ့တဲ့ဒီအသက်သွေးချောဒါကြောင့်ဘုရားသခင်ကကျွန်တော်ပေါ်မှာဒီလောက်စာနာထောက်ထားပြီးမှကောင်းကင်ယာစပရင်ကိုဆွတ်လုပ်ပြီးတော့ယနေ့ဒီကဘာကြီးပေါ်မှာ ဆင်းသက်ပြီးမှကျွန်တော်အတွက်ပေးဆက်ခဲ့တာဟာဖခင်ရဲ့စာနာထောက်ထားခြင်းဖခင်သခင်ရဲ့ကျွန်တော်ပေါ်မှာငဲ့ညာတဲ့စိတ်တနာရတဲ့စိတ်ကျင်နာတဲ့စိတ်အဲ့ဒီနှလုံးသားနဲ့ကျွန်တော်ပေါ်မှာရောက်ရှိလာပြီးမှကျွန်တော်ကယ်တင်ခဲ့တာဖြစ်တယ်ဒါကဖခင်ရဲ့အကျွမ်းမဲ့မေတ္တာပဲလေအော်ဒီဖခင်သခင်ကကျွန်တော်ပေါ်မှာဒီလောက်ထိကျွန်တော်ပေါ်ကိုကယူဆိုင်တဲ့ဖခင်ချစ်ချင်းမေတ္တာအပြည့်အဝနဲ့ကျွန်တော်ကိုကူညီတဲ့ဖခင်ဒါကြောင့်ကျွန်တော်ဖရာသခင်ကကျွန်တော်ကိုစောက်ရှောက်တဲ့ခါမှာငိုင်းမြီးအိတ်ပျော်ခြင်းမရှိတဲ့ဖရာတဲ့။ဆာလန်စီယာကဖော်ပြတာလေ ဒါနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုလုံးဝလစ်ခင်းမှုမရှိအောင်အမြဲတမ်းပဲကူမနေတယ်ဘုရားဖြစ်တယ်။ဒီနေ့သူ့ရဲ့သားသမီးတွေကိုလည်းဘုရားသခင်ကငါကမင်းတို့ကိုအဲ့လောက်ထိချစ်တယ်။ဒါဆိုလို့ချင်းမင်းတို့ကလည်းပဲတင်တို့တည်လည်းပဲအချင်းချင်းချစ်ကြလောလို့ဘုရားကအမိန့်ပေးတာဖြစ်တယ်။အချင်းချင်းမုန်းဖို့အချင်းချင်းစာနာထောက်ထားခြင်းမရှိဖို့အချင်းချင်းမာမာနာတွေနဲ့တရားနဲ့တရားပေါ်မှာနှိမ့်ချနေဖို့ဒေါသတွေနဲ့အာတတွေနဲ့မာနတရားတွေနဲ့လောကကြီးမှာဆိုရှင်မွန်းကြက်ပြီးတော့ ပြောင်းတဲ့ပြောင်းပေါ်မှာစာနာထောက်ထားတဲ့စိတ်တွေမထားမမွေးပြဖို့ရတဲ့ဘုရားကကျွန်တော်ကိုမာကြားနေတာဖြစ်တယ်။ဒါကြောင့်ကိုယ်အဆွေတို့အဖို့အလို့ငါကိုယ့်အသက်ကိုစွန့်ခြင်းမေတ္တာထက်တာရွေ့မြတ်တော်မေတ္တာဒီအဘယ်မှာရှိတဲ့နဲ့ဘယ်သူမှနိုင်ရှိမလဲတဲ့နော်။ဒါကြောင့်ချစ်တဲ့မိစေပေါင်းတို့ဒီနေ့ကျွန်တော်လောကကြီးကိုကြည့်လိုက်တဲ့အခါမှာတော့ဘယ်နေရာမှမငြိမ်းချမ်းတော့ဘူး။ဘယ်နေရာမှလည်းမငြိမ်သက်တော့ဘူး။လူတွေအားလုံးကဆိုရှင်ဘာဖြစ်နေကြလဲ။ဒေါသပုံထနေကြတယ်။မချေနှက်ချက်တွေများနေကြတယ်။ YouTube မှာလည်းကြည့်လိုက်အောင်နော်တနေရာနဲ့တနေရာကြည့်လိုက်တဲ့ခါမှာဘယ်နိုင်ငံပဲကြည့်လိုက်ကြည့်လိုက်တခါတဲ့ရံဖြစ်ဖို့ဆိုတာဝင်မလို့တော့ဘူးဒုံနဲ့ဆွဲရိုက်တဲ့လူနဲ့တခါတော့ရှင်မျိုးမျိုးမျိုးတခါတော့ရှင်ကားနဲ့ပြေးတိုက်တဲ့လူနဲ့နော်မျိုးမျိုးကြုံတွေ့နေရပြီလူတွေကဘာဖြစ်လဲမိမိရဲ့ဒေါသတွေကိုမထိနိုင်တော့ဘူးမိမိရဲ့အာတတွေပေါ်မှာတော့ရှင်လူတွေကရက်တည်နေခါမှာတော့ရှင်ဒေါနဲ့မောနဲ့တုတ်ပြန်လိုက်ရမှာကျဉ်တ်နေကြတယ်ဘာကြောင့်လဲလူတွေမှာဘာပြောင်းနေပြီလဲဖျားပြောင်းနေပြီလေလူတွေမှာဖျားပြောင်းရင်ဖျားပြောင်းလို့ရှင်မေတ္တာတရားတွေဘယ်တော့မှ ျွန်တော်ထဲမှာပေါက်ပွားနိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်ရတက်တာမှာလို့ရှိရင်ဖျားတရားရှိဖို့ရန်အတွက်အလုံးမပင်ကြည့်ကြည့်တယ်ဒါကြောင့်ချစ်ချင်းမရှိတော့သူဒီဖျားသခင်ကိုမသိဘူးဖျားသခင်ကိုမသိမှတော့ကိုလောက်တာကိုမှန်တယ်လို့ပဲထင်နေကြမှာပေါ့ကိုကိုတိုင်းပဲကို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 ပဲကိုကိုရာဖြစ်မယ်လေကိုကိုတိုင်းပဲကိုကငါပဲငါသားလည်းရဖျားငါသားလည်းရတခါတော့ရှိရင်တတ်နိုင်တယ်ငါလောက်တာငါမှန်တယ်ဆိုတဲ့ငါသဘောငါသဘောနဲ့လူတရားတို့ရှိရင်ငါတကောကောပြီးတော့အသက်ရှင်နေကြတဲ့အတွက်ကြောင့်ယနေ့ကဘာကြီးကမငြိမ်းချမ်းတာလေဒီတော့ဒီနေ့ကျွန်တော်ရတက်တာမှာလို့ရှိရင် အဲ့ဒီကိုယ့်သဘောနဲ့ကိုယ့်မနှောနဲ့ကိုယ့်ကိုယ်ကိုသာကိုးကွယ်ရာဖြစ်နေတဲ့ဘဝမှာဘာကြောင့်လဲကိုယ့်ကိုယ်ကိုကိုးကွယ်မှတော့ကိုယ့်ကိုယ်ကိုမှဇာတိစိတ်ပြီးဖောက်ပြန်နေကြတယ်ဒါကြောင့်ကျွန်တော်အားလုံးကမေတ္တာတရားကိုမထားနိုင်ကြဘူးရန်လုံးမုံပွားလိုက်ရမှပြန်လဲပြီးတော့တမားတစ်ချက်ထိုးရင်ကိုယ်က၁၀ချက်လောက်ပြန်ထိုးလိုက်ရမှအဲ့ဒီလိုမျိုးဘဝတွေနဲ့လူတွေကယနေ့ရှင်သန်နေကြတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ဖျားပြောက်ဖို့မဟုတ်ဘဲနဲ့ဖျား၌အတ္တတာကိုရှင်သန်ဖို့ရန်အတွက်ချစ်တယ်မိတ်ဆွေတို့ကိုအားပေးခြင်းနဲ့ဖျားပြောက်ရင်တော့ကျွန်တော်ရဲ့အတ္တတာသည် ဘယ်တော့မှကျွန်ရဲ့အသက်တာကချစ်ချင်းမေတ္တာပွားပွားနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ချစ်ချင်းမေတ္တာရှင်ဘုရားသခင်ကိုတကယ်ပဲကျွန်တော်အမြဲတမ်းမျက်မှောက်ပြုပြီးတော့ကိုယ်ကွယ်ယုံကြည်ဖို့နဲ့ဘုရားသခင်ရဲ့မှားထားတဲ့အတိုင်းပဲငါဒီတင်တို့ကိုချစ်တည်နေတို့တင်တို့ဒီလည်းအချင်းချင်းချစ်ကြလော့လို့ဆိုတဲ့ဘုရားရဲ့မိမ့်မာချက်စကားကိုဘယ်တော့မှမမေ့ပဲနဲ့ကျွန်တော်ဒီနေ့ကစပြီးတော့ဘုရားတရားရှိတဲ့အသက်တာနဲ့ကျွန်တော်ရဲ့အသက်တာမှာရှင်သန်ကြရအောင်နေ့စဉ်နေ့ရက်မြောက်ဘုရားကိုဆုတောင်းခြင်းကိုယ်ကွယ်ခြင်းယုံကြည်ခြင်းနဲ့ကျွန်တော်ရဲ့ဘဝတက်တာကိုတိဆောက်ကြပါစို့လို့ ်ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးတတ်ခြင်းဖြစ်ပါတယ်ချစ်တော်မိတ်ဆွေများအားလုံးကိုဖျားကောင်းချီးကျပေးပါစေ thank you